ကရင်ပြည်နယ်တို့ခရီးသွား9သိန်းကျော်ဝင်ရောက်စွဲဆောင်မှုပိုရှိစေရန်ဆက်လက်ဆောင်ရွက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်တို့ခရီးသွား9သိန်းကျော်ဝင်ရောက်ခဲ့ပြီးခရီးသွားတွေအတွက်ဆွဲဆောင်မှုပိုရှိစေဖို့စီမံချက်တွေချမှတ်ပြီးဆက်လက်ဆောင်ရွက်နေတယ်လို့ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီကသိရပါတယ်။ ခရီးသွားတွေအနေနဲ့ကရင်ပြည်နယ်အတွင်းမှာစာတန်ခူ၊ကော့ကွန်ခူ၊ရသေးပြန်ခူ၊ကော့ကတောင်ခူ၊လွန်ညာရှေပြအိုင်း၊ဇွဲကပင်တောင်၊ကြောက်ကလတ်တောင်ဝိုင်း၊ကျုံထော်ရေတကွန်၊ဖုံတော်ဦးစေတီ၊ဘရုံမာလှိုင်ခူ၊ဘရင်ညီနောင်ခူ၊လင်းတို့ခူ၊နောင်ခလိုင်း၊ကိစ္စတရာခူတွေကိုလာရောက်လက်ပတ်ကြလေရှိကြတယ်လို့သိရပါတယ်။ အဆိုပါဒေတာဟာလှပတဲ့ရေမြေတောတောင်ရှုခင်းတွေရဲ့ပြင်တဘာဝလှိုင်းကူတွေရေတကုံတွေလက်ပတ်ဆရာပေါ်များတဲ့အပြင်တိုင်းရင်သားတွေရဲ့ရိုးရာယဉ်ကျေးမှုတွေ ရာသီအလိုက်ပြုလုပ်တဲ့ကရင်ရိုးရာပွဲတော်တွေကြောင့်ပြည်တွင်းခရီးသွားတာမကပြပခရီးသွားတွေကိုပါဆွဲဆောင်နိုင်တဲ့ဒေတာတစ်ခုဖြစ်တာကြောင့်ကရင်ပြည်နယ်ကို အော်တိုဘာလအထိပြည်တွင်းခရီးသွား9သိန်းကျော်နဲ့ပြပခရီးသွား400ကျော်ဝင်ရောက်ခဲ့တယ်လို့သိရပါတယ် သတင်းချိုရှုံးပိတ်ရမှလာရောက်လဲပတ်သူတွေများတဲ့အတွက်တဲခုရှိသားနဲ့ဟိုတယ်တွေအခက်အခဲဖြစ်ခဲ့ရတာကြောင့်အဲ့ဒီအခက်အခဲတွေပြေလည်စေဖို့လဲဟိုတယ်အစ်စ်တွေတည်ဆောက်နိုင်ဖို့လုံထုံးလုံသီးတွေနဲ့အညီဖွင့်ပြပေးခဲ့တယ်လို့သိရပါတယ်ဒါအပြင်ခရီးသွားတွေပုံမဝင်အောင်နိုင်စေဖို့ဒေသခံတွေကိုယ်တိုင်ပါဝင်တဲ့ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့တွေကခဏအလိုက်လှုံ့ဆော်နေတယ်လို့လည်းသိရပါတယ်ရှင်။